ငွေရခက်ရရခက်တဲ့တင်းဆိုရင်းနဲ့နာမည်ကြီးခဲ့ကြတဲ့ကမ္ဘာကျော်ဘရာဇီးဘောလုံးသမား6ယောက်ဘာအကောင်ဆုံးဘောလုံးသမားတွေအကြောင်းပြောရရင်ဆာမာဘုံတန်တွေနဲ့အတူဘရာဇီးကစားသမားတွေကမပါမဖြစ်ပါပဲဘရာဇီးယား KSS ကမ္ဘာဘောလုံးသမားတချောင်းမှာအင်အားကြီးဆုံးအသင်းဖြစ်ခဲ့ပါတယ်ဒါပြင်ရင်ခင်မှာဘီလီ ရီဘယ်ဒိုရော်နယ်ဒိုနာဇာရီယိုတို့ကနေအခုနောက်ဆုံးမော်ဒယ်ဘောလုံးလောကရဲ့နေမာနဲ့ဗီနီစီယပ်ဂျူနီယာစားတဲ့ကစားသမားတွေရဲ့အထိ KSS ဘရာဇီးနာမည်ကြီးဘောလုံးသမားတွေအများပြားထွက်ပေါ်လာခဲ့တာပါ ဒီလိုမျိုးကမ္ဘာကျော်ဘရာဇီးဘောလုံးသမားတွေအများပြားထွက်ပေါ်ခဲ့သလိုဘရာဇီးဘောလုံးသမားတွေရဲ့ထူးထူးခြားခြားသတင်းဆိုတွေကလည်းတခြားနိုင်ငံကဘောလုံးသမားတွေထက်ပိုပြီးနာမည်ကြီးခဲ့ပါတယ်။အထူးသဖြင့်ဘရာဇီးနိုင်ငံဟာဆင်းရဲနွမ်းပါးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်နာမည်ကြီးဘောလုံးသမားအများစုဟာဆင်းရဲတဲ့မိသားစုကမွေးဖွားကြီးပြင်းလာကြတာပါ။ဘရာဇီးကစားသမားတွေထဲမှာမိဘအလုပ်ကန့်ချန်တာတာကကကတယောက်ပဲရှိပါတယ်။ဒီလိုဆင်းရဲတဲ့ဘွားကဖြတ်တန်းလာရတဲ့ဘရာဇီးကစားသမားတွေဟာအောင်မြင်ကြကြတဲ့ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်လာတဲ့အခါမှာ ငွေကြေးမြောက်များရရှိပြီးနောက်ငွေကြောက်ပျက်စီးကြတာများပါတယ်။သိမကြသေးခင်ကဘရာဇီးနောက်ခံလူဒန်နီယယ်ဗက်စ်ကအမျိုးသမီးတယောက်ကိုစော်ကားမှုကြောင့်ထောင်ချသွားတာကြားမိကြမှာပါ။ဒီနေ့မှာတော့စပိန်နာမည်ကြီးသတင်းစာမာကာရဲ့ဖော်ပြချက်အရထူးခြားတဲ့နာမည်ဆိုရင်းနဲ့ဘောလုံးလောကကိုလှုပ်ခတ်စေခဲ့တဲ့ကမ္ဘာကျော်ဘရာဇီးဘောလုံးသမား6ယောက်ကိုဖော်ပြသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးဘရာဇီးကစားသမားကတော့ရိုနယ်ဒီညိုပါ။ရိုနယ်ဒီညိုဟာဖျားသခင်ကပေးထားတဲ့ပါရမီရှင်ဘောလုံးသမားအဖြစ်ကမ္ဘာမှာထင်ရှားကသူရဲ့ဘောလုံးစွမ်းရည်ကအမကန်ပါပဲ ဒါပေမဲ့2020ခုနှစ်မှာတော့ကမ္ဘာကျော်ဘလုံးသမားရော်နယ်ဒီညိုက Passport 2လက်ဝဲကင်ဆာမှုကြောင့်ပါရာဂွေးမှာထောင်ချသွားပြီဆိုတဲ့သတင်းကဘလုံးပြည်သက်တွေကိုအားအားသိစေခဲ့ပါတယ်။ရော်နယ်ဒီညိုကင်ဆောင်တဲ့ Passport 2ကိုသူ့ရဲ့အကူဖြစ်သူကလှုပ်ပေးခဲ့တာလို့ဆိုပါတယ်။အဆိုပါပြမှုကြောင့်ရော်နယ်ဒီညိုထောင်ချခဲ့တာပါ။ဒါပေမဲ့လည်းရော်နယ်ဒီညိုဟာထောင်ထဲမှာသူ့ကိုချစ်တဲ့ပြည်သက်တွေကြောင့်အေးအေးဆေးနေခဲ့ရတာကတိတ်မကြခဲ့မှာတော့ထောင်ကပြန်လွတ်လာခဲ့ပါတယ်။နမည်ဆိုတဲ့ကဘာကျော်ခဲ့တဲ့နောက်ထပ်ဘရာဇီးကစားသမားတယောက်ကတော့မန်ယူကစားသမားအန်တိုနီဖြစ်ပါတယ် သူဟာပြီးခဲ့တဲ့2023ခုနှစ်မှာသူနဲ့အတူနေချစ်သူအပေါ်ကိုရိုင်းနှံမှုကိုဝင်ပြတ်ကြအောင်ဘောလုံးနဲ့ဘိုက်ကိုပြစ်ပေါင်းမှုတွေနဲ့ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးပြစ်ပေးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့တသက်မခိုင်လုံမှုနဲ့အတူအန်တိုနီတယောက်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။နမဲဆိုးနဲ့ကြော်ကြတဲ့နောက်ထပ်ဘရာဇီးကစားသမားတယောက်ကတော့မန်စီးတီးနဲ့ရီယယ်မက်ဒရစ်ကစားသမားဟောင်းရော်ဘင်ညိုပါ။အခု2024ခုနှစ်မှာအသက်40ပြည့်တော်မဲ့ရော်ဘင်ညိုဟာပြီးခဲ့တဲ့မတ်လ20ရက်နေ့မှာတော့ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာပါ ရဲတပ်ဖွဲ့ကဆွဲချက်တင်ခဲ့တဲ့ပြည်မှုကတော့2013ခုနှစ်မှာမီလန်မြို့ကနိုင်ကလပ်တစ်ခုမှာအယ်ဘီနီးယားမျိုးသမီးတယောက်ကိုအုပ်စုဖွဲ့မရင်းခြင်းမှုဖြစ်ပါတယ်။အဆိုပါပြည်မှုကြောင့်စန်တိုမျိုးကနေမှာရော်ဘင်ညိုတယောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးပြည်မှုထင်ရှားမယ်ဆိုရင်တော့ထောင်နှံကိုနေ့အထိကြားခံရပွဲရှိနေပါတယ်။အခုလက်တလောမှာတော့အာမခံနဲ့လွန်မြောက်နေပါတယ်။နောက်ထပ်နမဲဆိုးနဲ့ကြော်ကြတဲ့ဘရာဇီးကစားသမားတယောက်ကတော့အန်ဒရီယာနိုပါ။အင်တာမီလန်အသင်းမှာခြေစွမ်းပြတောက်ပါခဲ့တဲ့အန်ဒရီယာနိုဟာကမ္ဘာဘောလုံးသမိုင်းမှာဘယ်ရှိအကောင်းဆုံးဘောလုံးသမားဖြစ်ထင်ရှားပါရယ်။ ။အဲဒီနောက်ပိုင်းမှာတော့သူရဲ့ဖခင်တည်ဆောမှုနဲ့အတူအဒရီယာနိုတယောက်အယက်သမားစေတမလုံးလုံးဖြစ်သွားခဲ့တာပါ။2010ခုနှစ်မှာတော့အန်ဒရီယာနိုဟာဘရာဇီးနိုင်ငံရဲ့မြို့တော်ရီယိုဒီဂျနေရိုမြို့မှာဆေးရောင်းတဲ့လူတယောက်ကိုဆိုင်ကယ်တစ်စီးဝယ်ပေးမှုနဲ့အတူရတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ထူးထူးခြားခြားသတင်းဆိုးထွက်ခဲ့တဲ့နောက်ထပ်ဘရာဇီးကစားသမားတယောက်ကတော့တိုက်စင်မှုဟော်ပါ။အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့ဟော်ဟာအစောပိုင်းမှာအီရန်အန်ဂျယ်လိုနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဟော်တယောက်သူ့ရဲ့ဇနီးကိုကွာရှင်က စနီးတဲ့ရဲ့ညမအရင်သူရဲ့ခင်မဖြစ်သူနဲ့လက်ထပ်ခဲ့ပါရယ်ဘရာဇီးတက်စင်မှုဟော်ရဲ့အဆိုပါလို့ရဲ့အကြောင်းပြည်သက်တွေရဲ့ပြည်တင်ရှုတ်ချမှုကိုတော်တော်လေးရင်ဆိုင်ခဲ့ရတာပါနောက်ဆုံးတစ်ယောက်ကတော့ဘရာဇီးတက်စင်မှုအက်ဒမန်ဒိုဖြစ်ပါရယ်အက်ဒမန်ဒိုဟာလူမုံအများဆုံးဘရာဇီးဘောလုံးသမားအဖြစ်နာမည်ကြီးပါရယ်သူဟာ1995ခုနှစ်မှာမူဘီကာမောက်လို့သူအပါဝင်လူသုံးယောက်တန်ရာရရှိခဲ့ပူတာပါဒါပြင်သူ့ရဲ့တာမွေနေမှာဘရာဇီးတရိတ်ဆန်စက်ကအဖွဲတခုကိုငားရမ်းအဲခံစီခဲ့က ူလာတဲ့အချိန်မှာအဆိုပါစက္ကပ်အဖွဲ့ချင်ပန်စီများတကောင်ကိုဘီယာရီဝီစကီတွေအတင်းထိုးတိုက်ခဲ့ပါတယ်ဘရာဇီးတိုက်စစ်မှုအက်ဒမန်တို့ရဲ့ပြုမှုကြောင့်တရိษံကာဝယ်ထိန်သိမ်းရေးအဖွဲ့ဝင်တွေနဲ့သူ့ရဲ့ဂျာမာတော်တော်လေးခရရိုက်ခဲ့ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့နမဲဆူနဲ့ကြော်ကြားတဲ့ဘရာဇီးပလောင်သမား6ယောက်အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ